မခွေခွေအတွဲကိုအဲဒီ driver လေးကမတန်မရာရိုက်တယ်ပေါ့နော်မတန်ဘူးပေါ့ဒီ driver လေးနဲ့ဒီစကားနဲ့မင်းလိုက်တယ်ဆိုတော့အပြောမျိုးတွေပေါ့နော်ပြင်လောကကြီးမဟုတ်ဘဲနဲ့ဒီရုပ်ရှင်လောကတွေရပဲကိုရင်းနှီးချစ်ခင်ရတယ်ကိုလေးစားရတဲ့သူတွေဖြစ်နေတာပေါ့နော်ကိုနေတို့မခွေခွေအတွဲကိုရိုက်တာကဟိုရက်ခွင့်ရတာမထိုက်တန်တာမဟုတ်ဘဲနဲ့ထိုက်တန်ချောင်းကိုတက်တည်ပြပေးဖို့အတွက်ပဲအများကြီးစူးစမ်းဖို့ပဲဆုံးဖြတ်ချက်စားရပါတယ်အရာအားလုံးကအစ်စ်ကပဲစားကြတာဆိုတော့စူးစမ်းနေတဲ့ဒေါက်တာအစ်စ်ကလေးတယောက်ကိုလည်းအဲ စေနာမေတ္တာစိတ်လေးထားပြီးတော့ချစ်ခင်ပေးပါအောင်လို့ပြောချင်ပါတယ်ဒီမတန်မရာဆိုတဲ့ဇာတ်လေးကဒါကျွန်တော်ဒီဇလန်းကိုတော့လွန်ခဲ့တဲ့3နှစ်ကျော်လောက်တည်းကဖန်တီးထားတဲ့ဇလန်းလေးဖြစ်ပါတယ်အဲ့တော့ဟိုကိုနီတိုမဖူဖွေးရေလို့တိပြီးတော့ဖန်တီးထားတာမဟုတ်ဘူးပေါ့နော်အဲ့တော့မင်းသားမင်းသမီးအများကြီးအများကြီးအဆီစဉ်ပြီးတော့မှနောက်ဆုံးမှဒီမော်ရွှေရှင်ထုတ်လို့ရေးအဆီစဉ်မှုနဲ့အတူကိုနီတိုမဖူဖွေးအတွဲလေးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ဒီသားမှသူစစ်စစ်ဟိုအားလုံးအချစ်တဲ့ဒါအညီမင်းသမီးလေးပေါ့နော်အာ ဝင်းနေပြေချုံကိုလည်းတရုတ်ဆောင်လေးနဲ့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကိုချာလီမတီးကိုလည်းအထူးအဲ့တဲ့တရုတ်ဆောင်လေးနဲ့တွေ့မြင်ရမှာပါပြီးတော့အမီခင်စာကြီးကျော်ကလည်းပါဝင်အားဖြည့်ထားပါတယ်အဲ့တော့ဒီကမှုကြီးအပြည့်ပါပဲဟုတ်စိတ်လှရှားပါဘောနော်ဟုတ်ဟိုပုံမှန်ဆိုရင်ကဟိုဟိုကိုနေတိုးနဲ့မင်းသမီးတင်းနဲ့ဒါဆုံတာဖြစ်နိုင်တယ်ပြီးတော့မခွေးခွေးနဲ့မင်းသားအစ်တဲ့ဆုံတာဖြစ်နိုင်တယ်ပေါ့ဒီကိုနေတိုးနဲ့မခွေးခွေးဆုံဖို့ဆိုပါကြီးကဟိုမလွယ်ကူဘူးပေါ့နော်ခုခေတ်မှာဟိုဒါအခက်ခက်ကတွေးပြီးတော့ စဉ်းစားမယ်ဆိုရင်မလွယ်ဘူးပေါ့ဒါပေမဲ့ဒီကားလေးမှာကျွန်တော်ချစ်ခင်ပြီးယုံကြည်ပြီးတော့ပါပေးကြရတယ်ဒီဇက်ကောင်လေးဒီဇက်လမ်းမှာအဆီညောပေးမယ်လို့ဆုံးဖြတ်ပေးကြရတဲ့အတွက်လည်းအကုန်နဲ့မှဒီနေရာကျေးဇူးအများကြီးတင်ပါတယ်ဒီဇက်ကိုစတဲ့ကလေးကတော့ကိုနေတိုးနဲ့ရိုက်မယ်မဟုတ်ဘူးနဲ့ရိုက်မယ်ဆိုတည်တာမျိုးမဟုတ်ဘူးပေါ့နော်အဲအဲကျွန်တော်ကကျွန်တော်စိတ်ကြက်ဆက်လေးတွေကဒီဇက်မဟုတ်ပါဘူးဇက်တွေအများကြီးလောက်ခါရှိရဲပေါ့အဲဒီဇက်ကလေးကိုကြတော့အာတကယ်တမ်းလည်းကိုနေတိုးနဲ့မဖူးဖူးဆိုပြီးစဉ်းစားကြည့်တဲ့အချိန်မှာလိုက်နေရမျိုးပေါ့နော်အထုလို့ရဘက်ကစီစဉ်ပေးတဲ့ဟာကိုဝမ်ဘတ်တော့တာနေပဲလက်ခံကြည့်ခဲ့တာပါဟုတ်ကျွန်တော်ဘယ်လောက်ထိ ကိုနေတို့နဲ့မဖူးဖွင့်တဲ့ရိုက်ခွင့်ရဖို့စူးစမ်းခဲ့ရလဲဆိုရင်တော့ဒီကားရဖို့အတွက်တော့ဟိုလိုဒီကားရဖို့အတွက်တည်တံ့ကြီးပဲပြောလို့မရဘူးเนาะစူးစမ်းခဲ့ရဆိုတဘွာလုံးပဲပေါ့တဘွာလုံးအများကြီးစူးစမ်းခဲ့လို့လည်းအဲရုပ်ခွင့်မျိုးတွေရလာပေါ့เนาะအဲ့လိုအဲ့လိုပြောလို့ရမှာပေါ့เนาะအဲ့တော့တကယ်တမ်းဒီဒီကိုနေတို့မဖူးဖွင့်စုံစည်းဖို့ကြာတော့ထုတ်လို့ရဘက်ကနေစီစဉ်ပေးရပါတော့เนาะအဲ့တော့မော်ရုပ်ရှင်ထုတ်လို့ရတွေကျေးဇူးအများကြီးတင်ပါတယ်အဲ့ပြီးတော့နောက်ထပ်ကပြောချင်တာကကိုနေတို့ အနေနဲ့ရောမဖူးဖူးအနေနဲ့ရောကျွန်တော်ကိုကလေးဘွားတွေကလည်းအများကြီးချစ်ခင်ပေးကြတယ်အဲဆက်ဆောက်ပေးခဲ့ကြတယ်တကယ်တမ်းကျွန်တော်ဒရိုက်တာလေးဖြစ်လာတဲ့အချိန်မှာလည်းဘယ်တော့ဆုံဆုံပေါ့နော်အများကြီးချစ်ခင်ပေးကြတယ်ပေါ့နော်ပြီးတော့ဆုံမယ်ဆိုပြီးတော့အများကြီးပြောပြရတဲ့အတွက်အားအများကြီးရှိရတယ်တကယ်အခုတော့တကယ်ဆုံပြီပေါ့နော်အဲ့တော့အများကြီးဟိုချစ်ခင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဇက်ကားနာမည်ကိုတော့တော်တော်များစိတ်ဝင်စားကြရတယ်ပေါ့နော်အာဒီဇက်အိမ်အရာကို အာကျွန်တော်ဒီမှာတော့ဟိုမှာရေးထားရပါတော့မတက်မရဘဝကိုမှန်ပြုတ်ကြတက်တယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်ဒီဇက်အိမ်မှာပါဝင်တဲ့ဇက်ဝင်ခန်းဒီအရာဇက်ကောင်ကြီးပြောမဲ့စကားတွေအရာဟိုကဒီနမည်ပါနေတဲ့အတွက်မတက်မရဆိုပြီးဖြစ်တာပါပြီးတော့ဟိုအားလုံးသိကြမယ်ထင်တယ်ကျွန်တော်ကားလေးဆိုရင်ဂျာတာဘီနန်လေးနဲ့စားကြအများလေးနော်ဒီကားမှလည်းမတက်မရဆိုပြီးတော့ကျွန်တော်ပြီးဖြစ်တာဖြစ်ပါတယ်ဒါပေမဲ့ဟိုဟိုစိတ်မကောင်းဖြစ်တာလေးတစ်ခုပေါ့နော်စိတ်မကောင်းဖြစ်တယ်လို့လည်းမဟုတ်ဘူးပေါ့ကျွန်တော်ပြောပြနေတာလေးတစ်ခုပေါ့ဟိုကျွန်တော် ိုတချို့ပြောကြတာမျိုးလေးတောင်ရှိလာရပေါ့နော်ဒီ writer လေးနဲ့ဒီစကားနဲ့မင်းလိုက်တယ်ဆိုရဲအပြောမျိုးတွေပေါ့နော်သူတို့ပြောခြင်းတဲ့ဘောကတော့ကိုနေတို့မဖွေဖွေအတွဲကိုအဲဒီ writer လေးကမတန်မရရိုက်တယ်ပေါ့နော်မတန်ဘူးပေါ့မတန်ဘူးပေါ့နော်မထိုက်တန်ဘူးပေါ့အဲ့တဘောမျိုးလေးကိုပြောကြတာမျိုးတွေကိုကျွန်တော်အဲ့လို screen shot တွေ audio file တွေနားထောင်ရတာပေါ့နော်အဲ့လိုနားထောင်ရပေါ့အဲ့ဒါလည်း အပြင်လောကကြီးမဟုတ်ဘဲနဲ့ဒီရုပ်ရှင်လောကတွေကပဲကိုရင်းနှီးချစ်ခင်ရတဲ့ကိုလေးစားရတဲ့သူတွေဖြစ်နေတာပေါ့နော်အဲ့တော့တော့ဟိုရုပ်တရက်ကတော့ surprise ဖြစ်သွားတာပေါ့နော်အော်အဲ့လိုတွေးနေကြတာလားပေါ့နော်အဲ့လိုတွေးအဲ့လိုတွေးစီသွားတာလားပေါ့အာအဲ့တော့စိတ်နှောက်ရှက်ဖြစ်သွားရင်ဒီနေရာကပဲကျွန်တော်အလုံးတောင်းပန်ပါတယ်ဟိုပြောချင်တာကတော့လေဟိုအလုံးကအတိတ်ကလာကြတာပဲเนาะကျွန်တော်လည်းအများကြီးဟို 調査ခဲ့ရတာပဲเนาะအားလုံးကအရာအားလုံးကအတိတ်ကပဲစကြတာဆိုတော့調査နေတဲ့ writer အတိတ်ကလေးတယောက်ကိုလည်းအဲစေနာမေတ္တာစိတ်လေးထားပြီးတော့ချစ်ခင်ပေးပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်ဟုတ်လောလောဆယ်ပေါ့လောလောဆယ်ပေါ့ဒီမတက်မရဆိုတဲ့အဲစကားနာမည်ကအဟိုဒီ writer နဲ့ like တယ်ဆိုပြီးတော့ပြောကြပါဒါပေမဲ့ပရိသတ်တွေကရောဒါအမားတို့လည်းအဲ့လိုထင်လား မနော်ဘယ်သူမှလည်းဘယ်သူမှတော့မပြောပါဘူးဒါပေမဲ့ဟိုအဲ့လိုကိုယ်မလိုလားတဲ့သူပေါ့မကြည့်ဘူးတဲ့သူကတော့ဒီအတုံးလုံးလေးတုံးလိုက်တာကိုကျွန်တော်အဲ့လိုတွေးလိုက်ရတာပေါ့နော်ကိုယ်လောကတွေကမှလေဟိုဟိုကိုယ်နဲ့မသိရသူမဟုတ်ဘူးကိုနဲ့ရင်းသီးရဲသူကိုချစ်ခင်ရတဲ့သူကိုလေးစားရတဲ့သူကပြောတာပါเนาะအဲအဲ့ဒါကိုလေကျွန်တော်အဲ့လိုတက်တည်တက်ကာရနေကိုတွေ့လိုက်ရအောင်ကြားလိုက်ရအောင်ပါเนาะ အဲစိတ်လည်းမကောင်းအများကြီးဟိုပေါ့နော် surprise ဖြစ်ပေမဲ့အဲစိတ်ထဲမှာဘာမှမရှိပါဘူးကိုကိုပို့ပြီးစူးစမ်းမယ်ပေါ့အဲကိုနေတော့မဖွေးဖွေးအတွဲကိုရိုက်တာကဟိုရက်ခွင့်ရတာမထိုက်တန်တာမဟုတ်ဘဲနဲ့ထိုက်တန်ချောင်းကိုတက်တည်ပြပေးဖို့အတွက်ပဲအများကြီးစူးစမ်းဖို့ပဲဆုံးဖြတ်ချက်စားရပါတယ်နောက်ကျတော့ဒါစားပါနဲ့ခါကော့ပေးတာပါမယ်ကန်မီမီလိုမျိုးနော်အခါကော့ပေးတာပါမယ်အဲအဲ့လိုနောက်ကျတော့ရှေ့ရတယ်မတွေးတော့ပါဘူးမအဓိက အာငါငါ့ကိုကိုနီတိုမဖွေဖွေအတွဲကိုရိုက်ခွင့်ရမထိုက်တန်ဘူးလို့တုံးတက်ကြရဆိုရင်ထိုက်တန်ချောင်းတက်တည်ပြပေးရမှာပေါ့နော်အဓိကတော့အများကြီးစူးစမ်းပါမယ်လို့ပဲခတိပေးချက်ပါတယ်ဒီဒုတိယတွေးကြည့်မယ်ဆိုရင်တော့ကိုနီတိုမဖွေဖွေကကျွန်တော်ပေါ်အနိုင်ညာကျင့်မလားပေါ့နော်အဲ့လိုထင်ကြလိမ့်မယ်ပေါ့ဒါပေမဲ့လုံးဝအဲ့လိုမရှိပါဘူးတကယ်ကိုအကိုအမကအာအဲကျွန်တော်နဲ့ခုနပြောလို့ပေါ့နော်ငယ်ငယ်လေးတည်းကလည်းချစ်ခင်ရင်းနှီးပြီးသားဆိုတော့ ကျွန်တော်ပုံမှန်လည်းစေနာအများကြီးရှိပါတယ် respect လည်းပေးပါတယ်ကျွန်တော်ငငယ်ငငယ်လေးဖြစ်နေပြီပဲပေါ့နော်ငငယ်လေးဖြစ်နေပြီအအများကြီးလေးစားမှုပေးပါတယ်ကျွန်တော်ဖြစ်တင်တာကိုသူအရင်နားထောင်ပြီးတော့မှ okay ပေါ့လောက်ကြမယ်ဆိုတဲ့ဟာပဲရှိပါတယ်အဓိကတေးဥဆောင်နေမှာပေါ့နော်အကိုနဲ့အမတွေမဟုတ်ဘူးဒီကမှာကျန်တဲ့တေးဥဆောင်လည်းပါတယ်ပေါ့တေးဥဆောင်နေအားလုံးရောကျွန်တော်ကိုယ်တိုင်ရောကိုအမြင်ကိုတင်ပြရတယ်အဲ့ဒီအမြင်ဒီဒီစကားကောင်းမှုအတွက်ဒီဇလန်းကောင်းမှုအတွက်ပြည့်တက်ကြည့်ရအဆင်ပြေဖို့အတွက်ကောင်းမှုအတွက်ဖြစ်တဲ့နေဆိုရင် ကျွန်တော်လုံးကြပါဒီသဘောပါပဲဟိုစိတ်အဆင်မပြေတာတွေစိတ်နှောက်ယှက်ဖြစ်ရတာတွေမရှိပါဘူးခင်ဗျာဟုတ်ဟုတ်ဒါကကျွန်တော်အတွက်ဒါစရုပ်ထားမြောက်ရွှေစကားကြီးပါပထမဆုံးကအအောင်တီဗီသားတပင်းနဲ့မြန်နေစီပေါ့နော်မကြခင်မှာဒုတိယမြောက်ကမမေ့ချူလာပါမယ်ပြီးတော့မမတ်မမုံမုံစကားလည်းရကူပစီပါပြီဒါကသရုပ်ထမြောက်ရှင်စကားဖြစ်ပါတယ်လောကကြီးကအရာအလုံးကမျှနေရပဲပေါ့ကောင်းတာဆိုတာမျှနေရပဲပေါ့နော်အဲ့တော့အောင်မြင်အောင်မြင်ဖို့အတွက်ကိုဝမ်းသာလူရှိသလိုဝမ်းမသာတဲ့လူလည်းရှိမယ်ပေါ့အဲ့တော့စွဲတင်တဲ့လူရှိသလို ူလည်းရှိမယ်ပေါ့ကိုကတော့ကိုခံယူထားတဲ့အတိုင်းအမြဲတမ်းစူးစမ်းနေဖို့ပဲလိုရဲလို့တွေးပါတယ်အရာအလုံးကကိုစိတ်ရင်းတိုင်းအကျိုးပေးမယ်လို့ပဲကျွန်တော်ခံစားရပါခင်ဗျကျွန်တော်ကတော့အားလုံးပေါ်မှာစေနာမြတ်တပ်ထားပါတယ်ဟုတ်အားလုံးအားလုံးအတွက်ကောင်းတာတွေပဲရရှိစေပါတယ်ဟုတ်ကဲ့ပါမတက်မရနဲ့ပတ်သက်ပြီးတော့ဟိုပြောရမှာတော့အရန်တော့စောသေးရေပေါ့နော်ဒီနေ့ကတော့ launch လုပ်တဲ့ပွဲပေါ့ကျွန်တော် တိုက်ကူပစ္စည်းတဲ့အခါကြလို့ရှိရင်ယုံတင်ခါနီးကြောက်ရှင်ပို့ပြီးအမှတ်တရလေးပြောစရာလေးပုံများမဲ့ထင်ပါတယ်အခုကတော့ကျွန်တော်အကောင်းမွန်ဆုံးအတက်နိုင်ဆုံးကိုစွမ်းညံတဲ့ရှိတဲ့လောက်စူးစမ်းမယ်ဆိုတဲ့ကတိပဲပေးခြင်းပါတယ်